ဆိုရှယ်မှာအရန်ပန်းလို့မသွေးပါနဲ့ဆိုရှယ်မှာပန်းလို့သွေးတယ်ကောင်းတာမဟုတ်ဘူးဗျာပြင်မှာတွေ့လို့ရှိရင်ကြာညီမလေးငါနဲ့ရောအဲ့လိုဖြေထားရယ်နော်ငါတို့ဓပုံလေးတွေ့ရိုက်ကြမလားအဆင်ပြေရယ်နော်အဲ့လိုပြောတဲ့လူစားထဲမှာပါတယ်ညစာစားပွဲတစ်ခုဖိတ်တယ်အကုန်လုံးလာကြတယ်ကျွန်တော်တို့ရှိုးပွဲကလူတွေအကုန်လုံးလာကြညီမတဲ့အခုချိန်နဲ့ညီမမူးလို့တစ်ခုပြောမယ်နော်တဲ့ဟောဘာလဲပေါ့အကို့ကိုတဲ့ပါးရိုက်လိုက်ရင် စိတ်မဆိုးဘူးမလားအဲ့ဒါနဲ့ကျွန်တော်အဲ့တင်တာကနေကျွန်တော်ချက်ချင်းထပြန်ခဲ့တာပါဗျတောင်းပန်ဖို့ဆိုတာလည်းဟိုပြဿနာကြီးကြီးမားမားမရှိရတော့ကိုမြန်တို့ကတော့ပြန်ပြီးတော့ပြောစရာတိတ်မရှိဘူးပေါ့ဖေရောကြားလိုက်ရတယ်ဟိုနားလဲပါထားတယ်တော်ပါရော Superstar Academy မှာ Top 20ဝင်တဲ့အချိန်မှာကျွန်တော်တို့တွေရှင်ပြိုင်ရပြီပေါ့ရှင်ပြိုင်ရတဲ့အချိန်မှာရှင်ပြိုင်ရတဲ့အကန့်အကန့်နိုင်ရ script တွေမဟုတ်ပါဘူးကျွန်တော်တို့တကယ်ဟိုပြောတဲ့ဟာတွေပါဗျ ကျွန်တော်အစတည်းကကျွန်တော်မြန်လို့ရမုံကိုကျွန်တော်တေချာတင်ပေးပါတယ်ဒါပေမဲ့သူနဲ့ကျွန်တော်နဲ့ဒီ level state 1ပေါ့เนาะ state 1ကျွန်တော်တို့အတူတူတရုပ်ဆောင်ရတဲ့အချိန်မှာ तू ကစကားနားမထောင်ဘူးဗျာ तू တိတူတက်လုပ်တဲ့ကိစ္စတွေများတယ်ဗျာဟိုတခုခုဆိုရင်ဗျာကျွန်တော်တို့၃ယောက်ဒီကျွန်တော်တို့၃ယောက်က chemistry မိနေပြီမဲ့ तू ကဒါပဲလုပ်ချင်တယ်ဟိုဟာဟိုဘယ်လိုပြရမလဲဟိုဟာမလုပ်ချင်ဘူးဆိုတဲ့အရာတွေများတော့တားစားတာဖြစ်ဖို့ chemistry မမိနေဘူးဗျာတင်းဝေါနဲ့တွားတဲ့အချိန်မှာကျွန်တော်တို့ကထုတ်ချင်တဲ့သူကိုကျွန်တော်ကပေါ်တင်မယ်ထုတ်ချင်တယ်ဟုတ်တယ်အဲ့ဒါပဲ အကုန်လုံးအတူတူစူးစမ်းနေတယ်ဒီဒီလမ်းကြောင်းပေါ်မှာပဲဒီ casting မှာပဲလူတွေအများကြီးတရားမှအကုန်လုံးကအရေးချင်းတူလို့အာဒီနေရာကိုအတူတူရောက်လာကြတယ်အတူတူရောက်လာကြတဲ့ပုံမှာတော့အာညီမတို့အကုန်လုံးလက်တွဲပြီးတော့အကောင်းဆုံးစူးစမ်းတယ်အဲ့လိုပဲညီမတို့ press show ကြီးမှာဒါ screen ပေါ်မှာကိုယ့်နာမည်အဲ့လိုပြောလိုက်တဲ့အချိန်မှာညီမတို့ကလည်းလူ လူတွေကလူဖြစ်တဲ့အတွက်ကိုစိတ်ခံစားချက်ရှိရယ်ပေါ့နော်စိတ်ခံစားချက်ရှိတော့ emotion အရာတော့ငါ့ကိုဘာလို့များအဲ့လိုလှုပ်ချင်တာလဲဆိုရယ်ပုံစံမျိုးနဲ့ပဲဒါညီမအနေနဲ့ကြောက်ပြက်မေးရဲ့သဘောပေါ့နော်အော်ငါ့ကိုဘာလို့များအဲ့လိုအော်ထုတ်စီချင်တာလဲပြန်ပြီးတော့သိချင်တယ်အဲ့လိုပုံစံမျိုးပဲညီမစိတ်ထဲမှာရှိပါရဲ့အဲ့ဒီအပေါ်မှာတော့ချစ်ချင်းမုန်းချင်းလဲအာမရှိတာဟုတ်ရှင့်ပန်းနုအရန်မသွေးပါနဲ့လို့ကျွန်တော်ခင်မို့မို့ကြီးအရန်ဖြစ်နေလို့ပါဒီမီဒီယာရဲ့နောက်ွယ်မှာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးကိစ္စလေးတခုရှိပါအဲ့ကိစ္စကဘာလဲဆိုရင် အာကျွန်တော်တို့ညစာစားပွဲတစ်ခုဖိတ်တယ်အကုန်လုံးလာကြတယ်ကျွန်တော်တို့ရှိုးပွဲကလူတွေအကုန်လုံးလာကြအဲ့အချိန်မှာညီမတဲ့အခုချိန်နဲ့ညီမမူလို့တစ်ခုပြောမယ်တော့တဲ့ဟောဘာလဲပေါ့အကို့ကိုတဲ့ညီမမူပြီးတော့ပါးရိုက်လိုက်ရင်စိတ်မဆိုးဘူးမလားအဲ့ဒါနဲ့ကျွန်တော်အက်တင်တာကနေကျွန်တော်ချက်ချင်းထပြန်ခဲ့တာပါဗျဟုတ်ကျွန်တော်ကဘသူ့အိုမှာမတိုက်ခိုက်ဘူးနော်ကျွန်တော်ကိုအရင်တိုက်ခိုက်တာပထမဦးဆုံးကကျွန်တော်ကိုမီဒီယာမှာကျွန်တော်ကိုဘိုင်နေနဲ့ကျွန်တော်ကိုပြောတာဟာသူပြောရဲကြော်ဟင်းဆိုလဲစကရစ်မကြောက်ဒါပေမဲ့သူကြော်ဟင်းမှမဟုတ်တာဟုတ်တယ်မလားကျွန်တော်ပြောမယ်ဗျာ ိန်းတစ်ခုကိုလိုချင်ရင်တစ်တော့မှာတစ်ခုခုလောက်ပြလိုက်မီဒီယာတွေနဲ့အထန်းရှင်းလာမရှာနဲ့ဖိန်းတစ်ခုကိုလိုချင်ရင်လူတစ်ယောက်နာမည်ကိုဘိုင်နိုင်တက်ပြီးတော့မတုံးနဲ့ ဘိုင်နှိမ့်တက်ပြီးတုံးနေဆိုတော့အရန်ရှိုင်းနေအဓိကကတော့ညီမတို့ပြန်မဝင်နေတဲ့မှာအော်သူတို့စိတ်ထဲမှာဘလို့ရှိလဲဆိုတော့သူတို့ကိုယ်တိုင်ပဲတိမာပဲညီမကိုနိုင်ကတော့ကိုယ်ဘသူကအမြင်ကြည့်ရဲဘသူကအမြင်မကြည့်ဘူးအဲ့လိုမျိုးကြီးတော့မသိဘူးပေါ့နော်လိုတဲ့သူရောမလိုတဲ့သူရောဒါကတော့ညီတို့တရုတ်ဆောင်လောကမှာမှမဟုတ်ဘဲကယ်ရီယာမှာမဆိုပေါ့နော်ကိုယ်လိုတဲ့သူရှိရဲမလိုတဲ့သူရှိရဲဒါကြီးကတော့အများကြီးရှိတာပါပဲညီတို့အနေနဲ့ကြတော့စိတ်ကိုဘလို့ထားရမယ်တဖြည်းဖြည်းနဲ့တိလာတာပေါ့တခါလေကြာရင်လူတိုင်းကအလိုအမားကြုံမှုတော့ ့မှအမားကိုဘယ်လိုပြင်ရမလဲသိရဆိုတော့လေစိတ်လျှော့ထားတာပေါ့ကျွန်တော်ကျွန်တော်အမှန်တမ်းပြောရမယ်ဆိုရင်ဒီ Superstar Academy မှာကျွန်တော်စိတ်လျှော့ထားတဲ့အပိုင်းနေပြီးတော့ဗျာကျွန်တော်ပြောပြရမယ်ဗျာသူ့ကိုကျွန်တော်တို့ကနှိမ်ပါတယ်သူ့ကိုကျွန်တော်တို့ကဘူလီလုပ်ပါတယ်သူ့ကိုမမဟုန်လို့နာမည်ပေးပါတယ်ဆိုတော့ကျွန်တော်လည်းပေးခဲ့တာမို့ဒါပေမဲ့ဘိုင်နိုင်နဲ့သူ့ဘက်ကအရင်စပြောတာမမဟုန်လို့နာမည်တက်တာကဖြိုးဟန်ကြောကျွန်တော်ကဘသူ့အကြောင်းမှစိတ်မဝင်စားဘူးကျွန်တော်ဘက်ကကျွန်တော် AC နေတာဒါပေမဲ့သူ့ဘက်ကအဲ့လိုမျိုးပြောလာတော့ကျွန်တော် reality show တွေက conflict ဖြစ်တဲ့အတွက်ကိုညီမကတော့ real life ကိုအာသူပြောသလိုပဲ real life ကိုမတည်ချင်ဘူးပေါ့နော်အာပြီးတော့အာတောင်းပန်ဘူးဆိုတာလည်းဟိုပြဿနာဟိုတောင်းပန်ပြီးတော့အချင်းချင်းအဲ့လိုကြေးအေးအဲ့လိုမျိုးဖြစ်ရလောက်တဲ့အချိန်ပြဿနာကကြီးကြီးမားမားမရှိရတော့ကိုမြန်လို့ကတော့ပြန်ပြီးတော့ပြောစရာတိတ်မရှိဘူးပေါ့အပြင်မှာတွေ့လို့ရှိရင်ကြာညီမလေးငါနဲ့ရောအဲ့လိုဖြီထားရယ်နော်ငါတို့တပုံလေးတွေ့ရိုက်ကြမလားအဆင်ပြေရယ်နော်အဲ့လိုပေါ့နော်သူကပြန်ပြီးတော့အဲ့လိုမျိုးပြောတဲ့လူစားထဲမှာပါတယ်ပြီးတော့သူ ုံစံကလည်းသူတို့စိတ်ဖြစ်တော့ခဏအဲ့လိုမျိုးပြောမိရလို့ပဲညီမတို့ထင်ပါရဲ့ဒါပေမဲ့အကောင်းဆုံးတော့အာညီမကတော့ကိုကိုကိုပဲပို့ပြီး concentrate လုပ်ဖို့အတွက်ကိုအာအာယုံဆိုင်လိုက်တယ်သူတို့ပြောတယ်လို့ပဲသူတို့ကပို့ပြီးတော့အာစီနီယာလည်းဖြစ်တယ်ဆိုတော့ညီမကိုအများကြီးလက်တွဲခေါ်ပေးလို့လည်းရတယ်အာတင်ပေးလို့လည်းရတယ်ပေါ့နော်ကျွန်တော်ဘက်ကအာပြောချင်တဲ့စကားကတော့ social မှာအရန်ပန်းလို့မသွေးပါနဲ့ social မှာပန်းလို့သွေးတယ်ကောင်းတာမဟုတ်ဘူးဗျာကျွန်တော်ပြောပြမယ်ဗျာ social မှာပန်းလို့သွေးတိုင်း ပေါက်လေခဏပဲတကယ်အဖြစ်မှန်အောင်ပြိတ္တတိတိဝိုင်းညီမကိုပို့ပြီးတော့လူတွေမုံလိမ့်မယ်ဒါပဲပြောချင်တယ်ဗျဟုတ်အရင်ကတည်းကကိုအပေါ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေညီမလုပ်နေတဲ့အလုပ်တွေအာဆက်လုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ညီမလမ်းကြောင်းပေါ်မှာဘယ်ယာတွေပဲရှိရှိညီမကတော့အကောင်းဆုံးပဲရှေ့ဆက်သွားမှာပဲဟိုဒေါသတွေနဲ့ထွက်ပြီးဒီယာတွေကိုလိုက်ပြီးတော့မဖြည့်ရှင်းကျင်တော့ဘူးပေါ့နော်ဂုံတိတ်ကဘိုင်းကအခုကျွန်တော်ပြောပြမယ်ဗျာကျွန်တော်ကဒီဂုံတိတ်ကဘိုင်းအခုဆိုရင်ကျွန်တော်ကတော်တော်ကိုကျွန်တော်မိန်းကလေးတယောက်ကို ပြောတဲ့အတွက်ကြောင့်ကျွန်တော်တော်တော်ကျွန်တော်ဘလိန်းနေကြကျွန်တော်ပြောမယ်သူသာပန်းလို့မသွေးခင်ကျွန်တော်အဲ့လိုလာပြောစရာလည်းအကြောင်းမရှိကျွန်တော်ဘိုင်နင်းတက်ပြီးကျွန်တော်အရင်စမပြောဘူးတော့ကျွန်တော်ရဲ့အရှိအမီဒီယာဖြေထားတဲ့ဟာတွေအရင်သွားကြည့်ကျွန်တော်ဘသူ့ပေါ်မှာမဘလိန်းခဲ့ဘူးကျွန်တော်အကြောင်းလေးပဲကျွန်တော်ဖြေခဲ့တာဒါပေမဲ့ကျွန်တော်အရင်လာပြီးတော့ပြောတော့ကျွန်တော်ကပြန်ပြောတာပါရှိတာပါဗျဟုတ်အော်အနုပညာပိုင်းမှာတော့ကျွန်တော်တို့အနောက်ရှက်တော့မရှိပါဘူးကျွန်တော်ရှောက်လန်းရမယ့်အနုပညာကိုတော့ကျွန်တော်အကောင်းဆုံးစူးစမ်းနေပါတယ်ပြီးတော့ဟိုပြိတ္တကိုလည်းမတူညီတဲ့အရာတွေချပြဖို့လည်းကျွန်တော်ဘက်ကအမြဲတမ်းစူးစမ်းနေပါတယ်ဗျ Oh.